အိမ်ကွင်းမှာလည်းဂိုးပြက်နှိပ်ကွပ်ခံလိုက်ရတဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေချူတူပါရဲကျွန်တော်ကိုခက်မှာစကားပြောနည်းနည်းကျမ်းသွားရင် တောင်းပန်ပါတယ်လို့အရင်ကြိုပြောပြရသည်ဒီပွဲအရှုံးရလက်ကအရင်အံ့ဩစရာတော့မရှိဘူးကျွန်တော်တို့ပွဲမတိုင်ခင်ကတည်းက Chelsea နိုင်ဖို့မလွယ်ဘူးလို့ထင်ခဲ့ပြီးသားဒီပလိုင်းပေါက်နဲ့ဖားကောက်နေတဲ့ နောက်တန်းစုဖွဲ့မှုကြီးနဲ့ကျွန်တော်တို့ကဘာကိုမျောလင့်မှာတော့အန်ဒူမာရက်စကာကလည်းဟိုနတ်တကြားမဟုတ်ဘူးဗျာအုံဖွဲ့ဆိုပြီးပွဲတစ်ပွဲအစဉ်တစ်ပွဲကိုအနိုင်ရအောင်လှုပ်ပြလို့မရဘူးစကားရတော့လုံးကုန်ပြီဟုတ်ပါအဲ့တော့ပြောချင်တာချယ်ဆီရဲ့ဘီယာပိုင်းလူတူတူတယောက်ချင်းစီရဲ့စိတ်ဓာတ်နဲ့ခံယူချက်ပိုင်းကနောက်တန်းယိုပေါက်ကြီးကိုစိုးရိမ်တမှုနဲ့ဘလို့လို့ strength ဖြစ်တော့မလဲဗျာ ကစားသမားတယောက်နဲ့တယောက်ကြားထဲမှာယုံကြည်ချက်ရှိဖို့လိုတယ်နော်အဲ့ဒါအရင်ရေးကြည့်တယ်ကစားသမား၁၁ယောက်ရှိတယ်အဲ့ဒီ၁၁ယောက်ထဲမှာတယောက်ကိုပဲယုံကြည်ချက်ကိမဲ့နေလိုက်အဲ့ဒီတင်ဟန်ဟန်ချက်ဘယ်တော့မှမညီတော့ဘူးဘာကြောင့်လဲဆိုတော့ဒီကစားသမားတယောက်ကဟိုဘယ်အချိန်မှမှားမလဲအဲသူ့ကြောင့်ငါတို့တွေကဘလို့အချိန်တွေမှာပြန်ပြီးတော့ recovery တွေပြန်လုပ်ရမလဲဒါမှမဟုတ် तू ကဖန်ဟောဖန်တီးပေးပါမလားစိုးရင်ပူပန်မှုပေါင်းများစွာနဲ့အတင်းလိုက်ဟန်ချက်မှာပါ ဒါတယောက်တည်းလိုအပ်တဲ့အချိန်တွေတယောက်တည်းပုတ်တဲ့အချိန်တွေကိုပြောတာနော် ချယ်ဆီရဲ့ကစားပုံကအဲ့ဒီခန်စစ်ဒန်းရအကုန်လုံးပုတ်နေတာတပွဲလည်းမဟုတ်နှစ်ပွဲလည်းမဟုတ်၃၄၅ပွဲဆော့ချယ်ဆီမှာခန်စစ်အားပြဖို့မလိုဘူးလို့ပြောခဲ့တဲ့ Sporting Director နှစ်ကောင်ပဲကျွန်တော်အံ့ဩမိတယ်တကဘာလုံးမြင်နေသူတို့ကမမြင်ဘူးသူတို့ရှုမြင်ပုံက โอเคငါတို့ FIFA Club World Cup မှာတပွဲလားမသိလပိုင်းကိုယ်ဝဲမပါဘူးငါတို့ခြေလုပါနဲ့ထက်ကန်လိုက်တယ် AC ပဲတိုးစင်တဲ့ခြေလုပါအဲ့လိုမျိုးလုံးဝကလေးအတွေးခေါ်မျိုးနဲ့လူအားမဖြစ်ခဲ့တာကျွန်တော်ပြီးမှ Chelsea fan တယောက်ရဲ့ခံစားချက်လုပ်တဲ့အခါကျရင်အဲ့နှစ်ကောင်အကြောင်းကိုဒီနေ့ပြောပါမယ်အဲ့တော့ပြောချင်တာဒီလိုနောက်တန်းစုဖွဲ့မှုဟန်ကျဲမညီခြင်းကိုအသင်းကဘယ်ကစားသမားမဆိုစိတ်မချဘူးဗျမွိုင်းဆက်ကိုင်ဆိုအန်ဒရီဆန်တို့နှစ်ယောက်လုံးကရှေ့ကိုအာသွန်ခွန်ဆိုင် အတကင် action တွေမပေးရဘူး FIFA Club World Cup မှာတော့သူ Moises Caicedo ရဲ့ရှေ့ထိတက်ပြီးတော့အဝေးကန်ချက်တွေနဲ့ဂိုးသွင်းပုံတွေဒါမှမဟုတ်လေ dribbling တွေဆွဲပြေးပြီးတော့ကိုယ့်ရဲ့ဒီ attacker တွေအတွက်နေရာလွတ်ရဖို့အတွက်ကြိုးစားအထောက်မှုတွေမြင်ခဲ့ရတယ်အခုနောက်ပိုင်းမှာမမြင်ရတော့ဘယ်မြင်ရတော့မလဲ Moises Caicedo မရှိရင်အဲ့နောက်ကဟို down လိုမျိုးပဲရှေ့သာကပြီးလှနေတာနောက်ကဖင်ပွင့်နေတဲ့ style တိုင်းကစားနေတာဟုတ်တင်းလုံးဟန်ချက်အကုန်လုံးရွရွင်သွားအောင် ချယ်ဆီရဲ့အားကောင်းလှပါကြီးရဲ့ဆိုတဲ့ကျွန်တော် between the lines ကကစားသမားတွေပြိုင်ပွဲအသင်းရဲ့ consistent နဲ့ကျွန်တော်တို့အသင်းရဲ့ဒါကွင်းလေတန်းဂျာမလှုပ်ရှားနေတဲ့သူတွေအားလုံးဒီတူးချင်းတယောက်ချင်းကျွဲကျင်မှုနဲ့ပဲအဓိကအားပြုပြီးကစားနေရတယ်။ဂျောင်းပက်ရိုဆိုတနာပူတော်ကောင်းနေဗျာ။ရှစ်မှာတယောက်ပဲဟိုရုံးကန်ပြီးဘယ်သူမှလည်းတွဲလို့မရအောင်။အဲ့တော့အဓိကအစုအဖွဲ့ဖြစ်လာမယ်လို့ကျွန်တော်တို့ထင်ထားတယ်။ဒီရှေ့က၄ယောက်တည် အတွဲဖက်လုံးဝမညီတော့ဘူးသူတို့ဘာကြောင့်မညီလဲကွင်းလေကထောက်ပံ့ပေးမဲ့သူမရှိတဲ့အတွက်ကြောင့်အကွင်းလေကထောက်ပံ့ပေးတဲ့သူတွေဒီဘာကြောင့်ရှစ်ထိရောက်မနေလဲနောက်တန်းကစားသမားတွေကိုယုံကြည်မှုမရှိလို့တစ်ခုနဲ့တစ်ခုဟာဆက်ဆက်နေတာကျော်ဒီလိုမျိုးတူးချင်းတယောက်ချင်းကစားပုံနဲ့တပတ်ကအသင်းလိုက်ဟန်ချက်ညီတဲ့ခြေသွမ်းမျိုးနဲ့ကစားနေတဲ့အသင်းကို နိုင်အောင် ကစားဖို့မဆူထားနဲ့မရှုံးအောင်တော့ မနေကစားအမယ်ပုံစံမျိုးဖြစ်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဂိုးတကူစရသွားပေမဲ့လည်းအနီးကပ်ထိသွားတယ်ပြီးတော့ချစ်ပါကိုးတွေအနိုင်ကိုးတွေခွင့်ပြုပေးလိုက်ရတယ်ဒီနေရာမှာတခုကတ်တက်ပြီးထောက်ပြရင်တော့ရတာပေါ့ဗျာဟာကျွန်တော်ရအနီးကပ်ထိသွားလို့ရှုံးသွားတာအနီးကပ်ထိအောင်ဘယ်သူမှလုပ်တာမဟုတ်ကိုပါအောင်လုပ်တာအဲ့တော့ဒီအနီးကပ်ပြစ်ဒဏ်နေရလေခံစစ်အားနေမှုကြောင့်ဖြစ်တာတည်းကြီးပဲတူးချင်းတယောက်ချင်းနားလည်မှုလိုအပ်ချက်ကြောင့်ဖြစ်တာတည်းကြီးပဲကျွန်တော် ရွှေနဲ့ပွဲမှာအနီကက်ထိသွားတယ်ဒီအနီကက်ဘယ်လိုမျိုးဖြစ်တယ်လဲ Trevor Chalobah ခေါင်းကုန်တိုက်တာမှမီပဲနဲ့ရှင်တိုက်တယ်ဘောလုံးပြန်ကြလာတယ်နောက်ဆုံးလူဖြစ်သွားပြီเนาะအဲ့တော့ Robert Sanchez လှမ်းတားလိုက်ပြီးအနီကက်ထိသွားတယ်အဲ့တော့ဒီနေ့ပွဲစဉ်အနီကက်ကတော့ Andre Santo အမားကနေပေးလိုက်တယ် Andre Santo အဲ့ဒါဘာလုပ်တာတော့ဘာလုပ်တာတော့ဘောလုံးကိုကမှားသွားရယ်ဆိုရင်လေမိမိကဖြတ်ထုတ်လို့ရရတဲ့ဒါနဲ့ သူ့ရဲ့အဖေပြေးလမ်းကြောင်းတွေကိုသွားပြီးပြန်ပေးတယ်ဘေးကိုကန်ထုတ်စရာသူအချိန်ရှိပါတယ်ကိုမိုင်းအောင်မှာအချိန်ရှိပါတယ်ဖိုးရှုပ်ဆိုတဲ့အတိုင်းပဲသူများအသင်းကိုရှုံရှုံမရှုံရရင်ကိုအသင်းကိုကိုပြန်ရှုပ်လိုက်တာအဲ့တော့ဒီလုံးမှာချလိုးပါကလည်းချက်ချင်းပေါ်လာတဲ့ဆုံးဖြတ်ချက်ကိုတန်းချလိုက်တာပဲအဲ့ဒါကလည်းနောက်ခံကစားသမားတွေဂူသမားတွေကိုဘရိုအဖြစ်တော်မပြောနဲ့ဒီလောက် level နဲ့ဒီလောက်ဆုံးဖြတ်ချက်ပဲရမှာဒီဖန်နာကောင်းတွေဂူသမားကောင်းတွေဘာကြောင့်ကဘာအဆင်လို့ကျွန်တော်နာမည်တက်လဲ ဆုံးဖြတ်ချက်ကောင်းလို့ဂိုးသမားတယောက်ဆုံးဖြတ်ချက်ကောင်းမှုလို့ရတယ်။ဒီဖန်နာတွေဆုံးဖြတ်ချက်ကောင်းမှုလို့ရတယ်။တကိတကပေါ်လိုမာဒီနီတို့ဆုံးဖြတ်ချက်အရင်ကောင်းတယ်။အဲ့ချိန်အဲ့ခါမှာဘာလို့ရမလဲကောင်းစွာနားလဲသဘောပေါက်တယ်။ငါဂိုးပေးတင်သလားဂိုးပေးလိုက်မယ်။မမေ့မပစ်ဘူး။ရှတ်တိန်လေးလုပ်ပြီးအဝါကက်ရင်ယူမလား။ဒီလောက်ပဲ။အခုလှုပ်လိုက်တဲ့ပုံစံကြီးကဟာနီဝါပြီ။တခါတည်းကိုနီနေတာပဲ။ဂိုးသမားကလည်းနီအခု not trevor ချလိုပါကလည်းနီ။နကိုကလေးကဟိုအตาကြီးရတယောင်ယောင်ရှိနေတဲ့အခြေအနေမျိုးအတွေဘောင်းမြန်ကြီးဖြစ်သွား ်အပရမိုင်းမှာတော့ဒါအတာဒီရတဲ့အခြေအနေမျိုးတွေရှိပါတယ်တိုးပေမဲ့အဲ့ဒီအတာဒီရတဲ့အခြေအနေမျိုးကလည်း FIFA Club World Cup တုံးကချက်စီရဲ့ပုံတံတန်လိုမျိုးဗျာစီးပိုင်ပြီးတော့ဟိုအတာဒီရတာမဟုတ်ဘူးကျွန်တော်တို့ကစားသမားတယောက်ချင်းစီရဲ့ individual skill ကောင်းမွန်လုံးလို့အတာဒီရတာထားပါတော့ Patron တို့ရဲ့စွဲပြေးကြော်ဖြတ်ပုံတွေအရင်ကောင်းမွန်တယ် Stefan ရဲ့ကြော်ဖြတ်ပုံတွေကောင်းမွန်တယ် JB ရဲ့တိုးအားယုံအားတွေကြောင့်တစ်ဖက်နောက်ခံကစားသမားတွေကိုအနေငယ်ဖိအားပေးနေတဲ့ပုံတံတန်မျိုးပဲရှိတာ ဒါပေမဲ့လုံးဝစီးပိုင်ပြီးတော့အသာကြီးရခဲ့တာတော့မဟုတ်ဘူးအပြိုင်ဘက်ကလည်းအဲ့လိုကစားသမားတွေကိုတွားပြီးတူးချင်းတယောက်ချင်းစီကတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဗျာဆိုကျွန်တော်တို့အဲ့လိုအနီကက်တွေပေးလိုက်ရတယ်လူသားပြောင်းနေတယ်ကြားကြောက်လို့ရှင်းခုရှင်းကြားထက်ဆိုးဆိုတဲ့အတိုင်းဝင်လာတဲ့ကောင်တွေထဲမှာမဲလိုဂူစတိုဆိုတဲ့ကောင်တော်တော်ဆူဆိုးပါဗျာဝမ်းဝမ်းတရေပွဲဖြစ်ဖို့အများဆုံးအချိန်ရှိခဲ့တာဒါပေမဲ့ မဲလူကူစတိုရဲ့ညံပြင်းမှုတွေကြောင့်ကျွန်တော်တို့ရာသင်ရထိုက်တဲ့တချို့အခွင့်အရေးတွေပါဆုံးရှုံးခဲ့တယ်ဘရုံးမမီလားကျွန်တော်တို့ counter attack တကြိမ်ရတယ်3 vs 3ချင်းလား2 vs 3ချင်းလားမသိရှိတယ်အဲ့ချိန်မှာမဲလူကူစတိုဒီဒီ reach chain ရဲ့ရှေ့မှာတနည်းအားဖြင့် right midfielder ပုံစံသူစော့နေရတယ် right right for wing forward တော့မဟုတ်ဘူးဗျ right midfielder ပုံစံစော့နေရတာအဲ့လို right midfielder ပုံစံကနေဘောလုံးကိုချက်ချင်းရှေ့ကိုအရှည်ဆွဲထုတ်ပြီးပြေးသွားရင်ရတယ်ဒါမဲ့ ကိုကိုကိုယုံကြည်မှုမရှိဘဲနဲ့ပြန်ဘက်လိုက်တယ်ဘက်ပြီးကျွန်တော်နောက်က reach ချင်းဝင်လာမသိဘူးပြပြန်ထိုးပေးတယ်အန်โซလာ reach ချင်းလာမသိဘူးထားပါတော့ပြီးတော့အန်โซကနေမှတစ်ဆင့်တစ်ဖက်ကနတ်တိုပြန်ပေးလိုက်တယ် bro အဲ့ဒီ moments ကိုမှတ်မိလားအမှလုံးဝအမမာရင်ဖြစ်သွားလीတကယ်တော့သူ shoot တဟုံလို့ပြေးရမှာပြေးပြီးတော့ patronato လာပြီဆိုတော့ patronato ဘက်ကို capability ပေးလိုက်ကွက်တိပဲကိုကိုယုံကြည်မှုရှိတဲ့ကောင်ကျွန်တော်နောက်ထပ်ပေးလိုက်ရတဲ့အနိုင်ကိုတကူရန်ကူပါမင်းကိုလုံးဝမထိန်းနိုင် ဲ့တော့မင်းကိုသူကတ်နေတာရှက်ဖို့ကောင်းတယ်ဘာကြောင့်လဲဆိုတော့ရန်ကူမမင်းကပထမပိုင်းမှာကတည်းကကစားနေရတာပွဲချိန်အရေအတွက်အဖြစ်သူထက်ကြပြီစတမနာအားဖြင့်ပါဝါအားဖြင့် तू ကအသာစီးပိုရတဲ့နောက်မှဝင်ကစားတဲ့ကစားသမားလေအဲ့ဒါကိုရန်ကူပါမင်းကိုလုံးဝမထိန်းနိုင်ပဲနဲ့ရန်ကူပါမင်းရဲ့ cross ball ကိုလွတ်ပေးလိုက်ရသည်တယ်အဲ့ဒီ cross ball ကလည်းတော်တော်လှတာဗျဘလို့နည်းနဲ့မှထိန်းချုပ်လို့မရတဲ့ cross ball လို့ပြောရမယ်အဲ့တော့ခေါင်းတိုက်သွားတဲ့ဝဲဘက်ကိုလည်းကျွန်တော် credit ပေးတယ်လုံးဝကွက်တိ ယောက်ုမမင်းကတော့အဓိကပေါ့လေအဲ့တော့ Melo Boost ကဝင်လာပြီးဘာလုပ်တာလဲရောင်ဝါလုပ်ပြီးတော့အတင်းအတွက်လည်းဘာမှအထောက်အကူမပြုဂိုရဖို့အတွက်အခြေအနေတခုကိုလည်းဖြုံးတီးပစ်ခဲ့တယ်ဒါတောင်မှကန်ကောင်းလို့အနီးကပ်မထီတာယောက်ုမမင်းရဲ့ခေါင်းကိုသွားကန်ပြီးတလို့ဖြစ်သွားတာဒါ50 50 controversial ဖြစ်သွားလို့ဒိုင်ကလည်းရှေ့မှာတဏီပြပြီးသွားတဲ့ခါကျတော့ penalty တို့အနီးကပ်တို့မပေးတော့ပဲဒီကိုဟိုကျွန်တော်ညနေလဲလိုက်တာပေါ့နော် ီလိုမှမဟုတ်ရင်နောက်ထပ်အနီကပ်ဒါမှမဟုတ်ပနတီပေးအောင်မယ်အဲ့ဒီလောက်ထိကိုလူသားဝင်ကစားသမားတွေကလည်းရုပ်ပြက်စင်းပြက်ဖြစ်ခဲ့တယ်။နောက်အချင်းပေါင်းလူပေးမာတယ်နောက်ဆုံးသုံးလုံးမြောက်တွင်းကိုလည်းထတ်သွင်းသွားတယ်။အဲ့တော့ကိုရီအသေးကကိုရီမားရင်မှာမမားရင်စက်ပီးစ်တွေကနေဂူးတွေပေးရအခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲမှာစက်ပီးစ်ကနေပေးကို၅ခုတိတိခွင့်ပြုခဲ့ရတယ်။ကိုယ့်ရဲ့အမာရင်းတွေကတော့ပြောမနေနဲ့အများကြီးပဲတော့ရှော့ဂူးတွေပေးရတယ်။ဒါသည်ပလိုင်းပေါက်နဲ့ဖားကောက်နေသလိုဖြစ်ပါတယ် ဒေါင်းကနေတယ်လို့ဖြစ်ပါတယ်ရှေ့မှာသာလှရနေပဲနောက်ဖင်ကကားနေတဲ့ပုံစံမျိုးကြီးပါဒီအချိန်မှာကျွန်တော်ကတော့ဘသူဘသူမှလည်းတင်မလားနီးပြတွေကစားသမားတွေကိုအပြစ်မမြင်တော့ဘူးဒီလိုအချိန်တွေကဒီလိုပုံမျိုးပဲဖြစ်မှာပဲအဓိကကတော့အဲ့ Sporting Director နှစ်ကောင်ပဲဗျဒီအချိန်မှာဘာမှကျွန်တော်တို့ပြန်ပြီးတော့အဖက်ဆယ်လို့မရဇန်နဝါရီကာလအပြောင်းအရွှေ့မတိုင်ခင်ဘလို့ပုံစံမျိုးနဲ့ရှေ့ဆက်မလဲပဲကျွန်တော်တွင်တပြင်းချမိပါတယ်မနေ့ပြန်ရောက်တဲ့အခါကျရင် ်ချယ်ဒီဖန်တယောက်ရဲ့စိတ်ခံစားချက်ဆိုတဲ့ဗီဒီယိုလေးမှာကျွန်တော် sporting director နှစ်ယောက်ရဲ့အကြောင်းဆွေးနွေးတုံ့သက်ပါအောင်မယ်အခုတော့အားလုံးနှုတ်ဆက်ပါရခင်ဗျာကျေးဇူးများကြီးတင်ပါတယ်